ရှမ်းကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာလေရင်ပြည့်လက်ပြင်ဆင်မှုများပြုလုပ်ခြင်းကြောင့်လေဆိပ်အားအော်တိုဘလ29ရက်နေ့မှစပြီးည7:00နာရီမှနနက်6:00နာရီထိယာယီပိတ်ထားကြောင်းမြန်မာပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း MAI မှသိရပါဗျာ။အဲလိုပိတ်ထားမှဖြစ်ပြီး MAI က၎င်းတို့ပြည့်စွဲပေးနေတဲ့ခီးစင်များရဲ့ခီးစင်အချိန်အသစ်များအားပြန်လည်ကြေညာခဲ့ပါဗျာ။ ရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်မှာလေရင်ပြေးလန်းပြင်ဆင်မှုများပြုလုပ်မှာဖြစ်ပြီး2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှ2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့အထိပြည်ပဆိုင်ရာလေကြောင်း MAI မှခီးစဉ်ချို့ကိုပြောင်းလဲထားကြောင်းပြည်ပနေစဉ်ကာလအတွင်းလေဆိပ်အားညတကောင်ရန်12နာရီမှမနက်6နာရီအထိပိတ်သိမ်းထားမှာဖြစ်ကြောင်းခီးတယ်များအနေနဲ့မိမိတို့ဝယ်ယူထားတဲ့ခီးစဉ်များအတွက်အသေးထက်မှန်ပြောင်းလဲထားတဲ့ခီးစဉ်အချိန်များကို လေယာဉ်မထွက်ခွာမီပြက်လဲစစ်ဆေးကြရန်နှင့် transit key စင်များအတွက်အခြားလိုအပ်တဲ့စီစဉ်မှုများပြုလုပ်ပေးထားပါရန်တိုက်တွန်းကြောင်း MMI ကကြေညာထားပါသည်။